CNC simulator software သုံးတဲ့ကာမှာပေါ့နော်ဒီ program လေးဘယ်လိုမျိုးရိုက်ထည့်ရမလဲဆိုတာလေးကိုရှင်းပြပေးပါမယ်။ဟုတ်ပြီပထမဆုံးကကျွန်တော်တို့ဒီ software ဖွင့်လိုက်တဲ့ကာမှာဒီသူ့ရဲ့ဒီ screen မှာပေါ့နော်ဟိုဆက်မှာပေါ့နော်ဒါဆိုရင်လည်းဆက်ရက်ဒီ control panel ပုံကြီးပေါ့နော် panel ပုံကြီးကတော့ screen ပေါ့နော်ဒီဘက်မှာဒါ keyboard ရှိမယ်ပေါ့နော်အောက်မှာဒါ operator ဒါ panel ပုံကြီးရှိမှာ operation key တွေပါမယ်ပေါ့နော်ဟုတ်ပြီဒီမှာဆိုရင်ဒါတော့ software ထဲမှာမလို့ပေါ့နော်ဒီပုံစံမျိုး ဒီ sub ဖွင့်လိုက်တဲ့အချိန်မှာ program တခုဒီမှာပေါ်နေလိမ့်မယ်အဲ့ဒီ program ဒီဘက်မှာလည်းပေါ်နေရပေါ့နော် property ကောင်းလေးပြန်ပြီးတော့ hide လုပ်ထားလိုက်လို့ရပါတယ်နော်မြင်ကွင်းရှုပ်နေဒီမှာ hide လုပ်ထားလိုက်ဟုတ်ပြီဒီမှာဆိုရင် program ကဒီမှာ program number ဟိုပေါ့နော် program number program number မှာရှေ့ဆုံးမှာ o စလုံးရှိပါတယ်နော် ob မှာနောက်ကကဏ္ဍလေးလုံးပါပါမယ် o 00 01ပေါ့နော်ဒါ program number ဒီ program ပေါ်နေလိမ့်မယ်အဲ့ဒီ program ကိုမကြိုက်ဘူးပေါ့နော်ဒါဖြတ်ပစ်ခြင်းလေဘယ်လိုမျိုးဖြတ်ရမလဲဆိုတာလေးကိုဒီမှာပြောပြပေးပါမယ်ဖြတ်တာပဲဖြစ်နောက်တစ်ခုရေးတာပဲဖြစ်ဖြစ်နော်ဒီမှာဒီခါလေးပြောပြပေးပါမယ်အရင်ဆုံးကျွန်တော်တို့ဒီ program လေးရေးမယ်ပြင်မယ်ဖြတ်မယ်ဆိုရင်ဒီ operation mode ကဘယ်မှာထားရမလဲဆိုရင်ဒီမှာ ETID ဆိုတဲ့ဒီ attempt mode မှာထားပါမယ်နော် attempt mode ကိုထားပါမယ်နော်ဒီကောင်လေးကိုရွှေ့ပေးပါမယ်ရွှေ့ပြီးတဲ့အခါမှာအပေါ်ကကျွန်တော်တို့ဒီ function key တဲ့က program ဆိုတာလေးပေါ့နော် PROG ဆိုတာလေးရှိမယ်သူ့အနေနဲ့ပေါ့နော်ဟုတ်တယ်နော်စသဖြင့်ဒီပုံစံလေးဖြစ်ရင်ဖြစ်နေမယ်ကျွန်တော်နေရမှာက operation key က edit function key ကအပေါ်က PROG ဆိုတဲ့ program ကိုနှိပ်ပါမယ်နှိပ်တဲ့ချိန်မှာစသခြင်းကကျွန်တော်ဒီပုံစံလေးဒါနော်ဒီမှာပေါ့နော်ဒီနေရာမှာဒီ IR ဆိုတာ directory ဒီတော့ဒီပေါ်ခြင်းမှပေါ်မယ်မပေါ်ဘူးဆိုရင်ကျွန်တော်တို့ဒီကောင်နဲ့သွားလို့ရတယ်ဒီများလေးနဲ့သွားလို့ဘောနော်စသဖြင့်မှာဒီပုံစံလေးဖြစ်ဖြစ်နေလိမ့်မယ်ဟာဒီလိုမျိုးလေးဖြစ်ဖြစ်နေလိမ့်မယ်အဲ့ချိန်မှာကျွန်တော်ဒီများလေးနဲ့ရွှေ့ကြည့်လိုက်နော်ဒီ DIR ဆိုတာလေးပေါ်လာလိမ့်မယ် directory ဆိုတာလေးရှိမယ်အဲ့ဒါလေးကိုနှိပ်လိုက်ပေါ့နော်ဒီကနှိပ်ချင်တယ်ဆိုရင်ဒီစာပေါ်မှာသွားနှိပ်လို့မရအောင်နော်သူ့အောက်မှာရှိတဲ့ဒီခလုတ်အဖြူလေးရှိမယ် ဆော့ကီးပေါ့နော်ဆော့ကီးလေးတရှိမယ်ဒီကီးလေးကိုနှိပ်လိုက်ပေါ့နော်ဒါဆိုရင်ဒီ program ရဲ့ directory directory ဆိုတာဒီ program number တွေရှိတဲ့တိမ့်တိမ့်ဆက်ထားတဲ့ directory နော်လမ်းကြောင်းနေရာပေါ့နော်ဒီနေရာမှာပြနေနိုင်မယ်ဟုတ်ပြီဒီမှာဆိုရင် program number 00012 2 3 5 6 7เนาะ10 11ရှိမယ်เนาะဒီ program นี่ရှိမယ်ဗောနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ခုန program တစ်ခုဗောနော်ဒီ program ဟို001ဒီကောင်းကြီးကိုဖြတ်ချင်တယ်ဆိုရင်ဘာနဲ့ဖြတ်မလဲဆိုရင် data tree ထဲကိုသွားဟို00001အဲ့လိုနှိပ်ပြီးဆိုရင်ကျွန်တော်ဒီမှာ delete ရှိရပေါ့နော် delete key နော် delete key ကိုနှိပ်လိုက်ဒါဆိုရင်ဒီ program အလုံးအောင်မရှိတော့ဘူးနော်သူ့ရဲ့ data tree ထဲမှာလည်းသွားကြည့်လိုက်ပါ program program number 01မရှိတော့ဘူးပေါ့နော်နောက်လည်းက number 5ကိုဖြတ်ပြမယ်နော်ဖြတ်မယ်ဆိုရင် ဟို0005 delete နော် delete နေပါလောက်ရမှာက edit mode မှာထားမယ် program ကိုနှိပ်မယ်ပြီးရင်ခုနဒီအောက်က dir ဆိုတဲ့ directory ကိုသွားမယ်နော်ပြီးမှ program number ရိုက်ရိုက်ပြီးပြီဆိုရင် delete နေဒါဆိုရင် program number ပြတ်သွားပြီပေါ့နော်တကယ်လို့ကိုကဒီမှာဒီထဲမှာရေးထားတဲ့ program တွေရှိတယ်ပေါ့နော်ရှိတယ်ဥပမာ program number 7ကိုခေါ်ပြီးရေးမယ်တုံးမယ်ပေါ့နော်ပြင်မယ်ပြန်ပြင်ခြင်းလို့ဆိုရင်ရတယ် တို့သုံးမယ်ဆိုရင်ဟို00070ဒီကောင်လေးနှိပ်လိုက်နော်နှိပ်ပြီးပြီဒီအမြားလေးတစ်ခုတော့နှိပ်လိုက်နော်ဒီအမြားလေးနှိပ်လိုက်ရပြီအဲ့ဒါဆိုရင်ဒီ program ရှောက်သွားတယ်နံပါတ်7ကိုခေါ်လိုက်ပြီပေါ့နော်ဒီမှာ program ပြန်ပြီးတော့ပြင်လို့လည်းရမယ်နော်တကယ်လို့အစ်စ်ထက်ပြီးထက်ခြင်းလဲဆိုရင်ဒီမှာထည့်လို့ရပါတယ်ဒီကဲနော်ပြပါမယ်ထည့်မယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုရင်ဒီ program ခုန right ကိုတွားမယ်ဗျာနော်ဒီ right ထဲမှာဒီ2 3 6 7 10 11ရှိမှာဟုတ်ပြီဥမာ program number တကူအစ်စ်ရိုက်မယ်ပေါ့နော် number 55ပဲထားရအောင်နော်0 0 1 5အဲ့လိုမျိုးတွေရိုက်မယ်ဒါ program number အရှိဆုံးက o ကဏ္ဍမှာနော် o စလုံးပေါ့နော် o စလုံးပြီးမှ0 0 1 5 program number 15ပေါ့နော်ရိုက်မယ်ရိုက်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာဒီ ကိုရေးတဲ့ကုတ်တွေပေါ့နော်ကုတ်တွေကိုဒီရိုက်ထည့်တဲ့ကီးပေါ့နော် insert ဆိုတာရှိမှာ IN SE ရဒီ insert insert ကိုနှိပ်လိုက်ဒါဆိုရင်ဒီ program number 15ဒါ program အစ်ပေါ့နော်ဒီကိုရောက်သွားပြီ။ hobby တရားရောက်ပြီဆိုမှကျွန်တော်တို့ဒီမှာဒီ EOB ရောကနေစပြီးတော့ဒီမှာ G စက္ကွန်ပေါ့နော် G စက္ကွန်နံပါတ် G40 စသဖြင့်ပေါ့နော်။နံပါတ် EOB ရေးမယ်ပေါ့နော်။ ဒီလိုမျိုးတွေရေးလို့ရတယ်။ဒါဆိုရင် program အစ်စ်ပေါ့နော်။ဒါ program number အစ်စ်ဖြစ်သွားပြီ။ဒါတွေကဒီ line number တွေပေါ့နော်။ and and ရဲ့နောက်မှာ0 20တို့ and 1တို့ and 10တို့နော် and 20 and 30အဲ့ဒီကဏ္ဍတွေကမပါလဲပြဿနာမရှိပါဘူးနော်။ဖြတ်ချင်တယ်ဆိုရင်ဒီမှာ delete နဲ့ပြန်ဖြတ်လိုက်ပေါ့နော်။ဟုတ်ပြီဒါဆိုရင် program number အစ်စ်ရေးတာလည်း ဒီမှာပြပြီးသွားပြီရှိပြီးသား program ကိုလည်းဖြတ်ချင်တယ်ဆိုရင်ဒါဖြတ်တဲ့နေလေဒါပြပြီးသွားပါပြီအဲ့တော့နောက်ဆုံးနေနဲ့အချုပ်ကကျွန်တော်ပြောရမယ်ဆိုရင်ဒီ operation mode က PDID ဆိုတဲ့ add mode ကိုထားမယ်ပြီးရင် function key တွေက PAOG ကိုနှိပ်ပါမယ်နှိပ်ပြီးရှိပြီးသား program ကိုဖြတ်ချင်တယ်ဆိုရင်ဒီ DIR ဆိုတဲ့ directory ထဲကိုတွားပါမယ်ဟုတ် directory ဒီမှာပေါ်မနေဘူးဆိုရင်တက်ပြောပါမယ်ဒီလိုမျိုးတွေတခြားဟာတွေမြင်နေရတယ်ကွာ directory မတွေ့ဘူးဆိုရင်ဒီမှာ ။များလေးနဲ့ပဲညာရွှေ့ကြည့်လိုက်နော်ကစားကြည့်လိုက်။ပေါ်လာလိမ့်မယ်နော်ဒါရီရောက်ပြီဆိုရင်ဒါရီတွေကိုဝင်ပါမယ်။ကိုရေးထားတဲ့ program ပြန်ဖြတ်ခြင်းလည်းဆိုရင်ဒီမှာဖြတ်လိုက်လို့ရပါတယ်။ဟုတ်ပါပြီနော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ program ရေးတာတွေပြင်တာတွေနဲ့ပတ်သက်ပြီးတော့ဒီနားလည်မယ်လို့ထင်ပါတယ်နော်။